Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျစစ်မွေးနေ့အလူအနေနဲ့လူရောက်တရားကြော်စားစက်သားစီပြန်ဟင်းဝတ်သားစီပြန်ဟင်းပဲတီချင်းတုတ်ကလေးရဲ့ငရုတ်တီးကြော်ပဲဟင်းရီတို့ကိုကျစစ်တို့တငယ်ချင်းတွေအတော်ရင်နဲ့အတူစူပေါင်းပြီးတော့ချက်လူခဲ့တဲ့ဘလော့လေးကိုဝင်မြပေးခြင်းပါတယ်ကိုရန်ချက်လူခြင်းတဲ့သူတွေအတွက်ချက်လီလေးလည်းဝင်မြပေးပါတယ်နော် ကျစစ်တို့ကတော့လူတရားကြောစားအတွက်ကျက်သားကိုခုနှစ်ပိတ်တာချက်ပါတယ်ကျက်သားခုနှစ်ပိတ်တာတန့်ကျင်ပြီးတုံးထားတာကိုအခုလိုမျိုးစနုံးမုံအယောင်တင်မုံပြီးရင်ကျက်သားမုံစီငံပြာရီပြီးရင်စားလေးအနေငယ်ထည့်တယ်ကျင်းကျက်သွမျိုးထောင်းထားရလေးကိုကျွန်စစ်တို့အခုလိုမျိုးပေါ့နော်အရင်ညှစ်ပြီးရောပေါ့နော်တေချာလေးထည့်ပေးပါဗါတယ် ဒီကတော့ကျွန်တော်ဒီမှာငရုတ်ကောင်းမုံလေးပါထည့်ပေးပြီးတော့ကြာတော့တံမြာတိလေးညစ်ပေးတယ်ပေါ့နော်တံမြာတိညစ်တာကတော့အသားကိုနှက်တဲ့နေရာမှာပို့ပြီးတော့ကြာတော့အရသာလည်းစိတ်ဝင်တယ်အသားလည်းပို့ပြီးတော့ကြာတော့အနူးမြန်တယ်ပေါ့နော်ကဲအခုလိုမျိုးကြက်သားကိုကျွန်စစ်တို့အရသာတေချာလေးပေါ့နော်나이ဝက်လအထိနေပြီးတော့ကြာတော့နှက်ထားပေးလိုက်ပါမယ် ဝတ်သားကိုတော့ကျဆစ်တို့ကငါးပိတ်သားချက်တယ်ပေါ့နော်အခုလိုတန့်စင်ပြီးတော့တုံးထားတဲ့ဝတ်သားငါးပိတ်သားကိုကျဆစ်တို့ဒီမှာကြာညိုလေးထည့်တယ်ပြီးရင်တော့အယောင်တင်မုံစနွန်းမုံကြက်သားမုံထည့်တယ်မဆလာထည့်တယ်ငရုတ်ကောင်းထည့်တယ်စားထည့်တယ်ငံပြာရီထည့်တယ်ပြီးရင်ဒါကတော့ဂျင်းကြက်သွင်မြူထောင်းထားရလေးကိုပေါ့နော်အရင်ညှစ်ပြီးတော့ကြာအခုလိုတေချာလေးထည့်ပြီးရတာကိုနှဲပြီးတော့ကြာတော့နှက်ထားပေးလိုက်မယ်သူ့ကိုလည်းကျဆစ်တို့နိုင်ဝက်တနာကြီးခန့်ပေါ့နော်တေချာလေးနှက်ထားပေးလိုက်ပါမယ် ဒီညမှာကျွန်တော်တန်မြာသီးလေးပါတစ်ခါလေးညှစ်ပြီးတော့ကြာထည့်ပေးပါတယ်။ဒါကတော့ကျွန်တော်စီတက်ဖို့အတွက်ကြက်သွန်နီတွေကိုပပလေးလီထားတာပေါ့နော်။စပီချက်ဖို့အတွက်ကျွန်စစ်တို့ဒဲတဲ့ကိုစီထည့်ပါမယ်။ကစစ်ကတော့ဒီမှာကိုယ်အိမ်မှာချက်တယ်လို့မျိုးပဲပေါ့နော်။တည်တည်ချက်ချာလေးချက်ချင်တာဖြစ်လို့ကိုယ်တိုင်လည်းချက်တယ်ပြီးတော့ဒီမှာအိမ်မှာတုံးတဲ့အတိုင်းပဲငွေစစင်းမင်းရဲ့ရာနှုန်းပြည်မြေပဲကြီးတန်းကိုတုံးပြီးတော့ပေါ့နော်။ကြက်သွန်နီပပလီထားတာလေးတွေကိုစီတက်ပေးလိုက်ပါရစေ။ စီတက်တဲ့နေရာမှာကျော်စစ်တို့ကြက်သားဟင်းအတွက်ကောဝက်သားဟင်းအတွက်ကောပဲဟင်းအတွက်ပါကျော်စစ်ကတခါတည်းရောပြီးတော့ကြတော့ပေါ့နော်စီတက်လိုက်တဲ့ကျက်သွန်ကြီးအယောင်ပြောင်းလာပြီဆိုရင်ဒါကျက်သွန်ပြူနဲ့ဂျင်းနဲ့ထောင်းထားလေးကိုထည့်ပြီးတော့ကျော်စစ်တို့စီတက်လိုက်မယ်။ရောင်တင်မုံထည့်ပေးပါမယ်။ ကဲဒါကတော့ရှေ့မှာအရသာနှက်ထားတဲ့ကြက်သားကိုထည့်ပြီးတော့ကြာတော့လုံးပေးမယ်အဓိကကတော့ကျွန်တော်တို့လုံးပြီးတော့ကြာနှက်တဲ့နေရာမှာတော့အဓိကပေါ့နော်အရသာစိတ်နေအောင်ဒီစာလေးလုံးပြီးတော့ကြာတော့နှက်ထားရတယ်ဆိုလို့ရှိရင်ပြီးရင်တော့ကျွန်တော်အခုလိုမျိုးပေါ့နော်ရေလေးအနှဲငယ်ထည့်ပြီးတော့ကြာသူ့ရဲ့လုံးရေလေးခန်းသွားတီတီလုံးမယ်ပြီးရင်ကြက်သားကြက်တီတီကိုလုံးပေးမယ်ပေါ့နော်ကြက်တိုင်းတဲထားတော့မှာပဲကျွန်တော်တို့ပဲရင်အတွက်ကိုပြင်မဲ့တာညကလေးကပြုတ်ပြီးထောင်းထားတဲ့ကလပဲတဲကိုပေါ့နော်ရှီယာစီတက်ထားတဲ့ကြက်သွန်ကြီးကိုထည့်တယ်ပြီးသွားရင်ကျွန်တော်တို့ငံပြားကြီးထည့်ပေးပါတယ် ဒါကတော့စနုံးမုံရေဖြောထားတာလေးနဲ့ပေါ့နော်ရာတာမုံလေးထည့်ပေးလိုက်တယ်။ပြီးရင်တော့ဒါပဲဟင်းထဲမှာထည့်ဖို့ပေါ့နော်ကျော်စစ်ကဒီကြာစံကိုကြာတော့ရေစိမ့်ပြီးတော့အခုလိုအနေတော်လေးတွေကြိုက်ထားပေးလိုက်ပါမယ်။ဟုတ်ပါမလား။ကြက်သားစီပြန်ပြီးတော့ကြတော့ကျောစစ်တို့နူးလာပြီဆိုရဲအနေထားရောက်ပြီဆိုလို့ရှင်တော့ရပြီပေါ့နော်ကဲဒါဆိုရင်တော့ကျောစစ်တို့ကြက်သားအိုးချပြီးတော့ကြတော့လဲထားလိုက်တော့မယ် ဒီနေ့ကတော့ကျော်စစ်ကတာရွှေပုံသားဓမ္မစကူးကျောင်းပါတော့เนาะကျော်စစ်တို့ကျောင်းသားတွေအတွက်ပေါ်ပြီးရင်ဧည့်သည်တွေနဲ့ဒါဘုန်းကြီးတွေအတွက်ပေါ့เนาะကျော်စစ်တို့ဒါတော့ချက်ဖြစ်တာပေါ့เนาะချက်တိုင်းချက်ပြီဆိုတော့ဝတ်သားဆက်တယ်မယ်ပေါ့เนาะဒါကတော့ရှေ့မှာနှက်ထားတဲ့ဝတ်သားငါးပိတ်တာကိုဒီပုံလိုမျိုးတဲကိုထည့်ပေးလိုက်မယ်ပြီးရင်တော့စီတက်ထားတဲ့ဒီမှာချက်သွန်နီကိုကျော်စစ်တို့ထည့်ပေးလိုက်မယ်ပေါ့เนาะပြီးရင်မဆလာလေးပါထပ်ပြီးတော့ကျော်စစ်ကထည့်ပေးလိုက်တယ် ကဲအားလုံးနဲ့တော့ဒီချာလေးလုံးပေးလိုက်မယ်ပေါ့နော်ဝက်သားကိုချက်တဲ့နေရာမှာလဲချက်သားချက်တယ်လို့ပဲပေါ့နော်ကျွန်တော်တို့လုံးရေခန်းသွားအောင်တဲမယ်ပြီးသွားရင်တော့ကျွန်တော်တို့ရေထည့်ပြီးတော့ပေါ့နော်လူတလောက်နူးလာဒီစီကိုတဲပေးပါမယ်ကဲအခုဆိုလို့ရှိရင်တော့ဒါဝက်သား၅ပိတ်သားစီပြန်ဟင်းလဲရပြီပေါ့နော်ေမနိဗ္ဗာန်သတ္တကဘော ကဲဒါကတော့ကျွန်တော်တို့ပင်ဟိုးဆက်တယ်တယ်ပင်ဟိုးပွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကြာစံလေးတွေခတ်ပေးလိုက်ပါတယ်ကဲဒါကတော့ငရုတ်သီးကြော်ပေါ့နော်ကဲပြီးတော့ဘက်တီဂျင်တပိတ်တာပေါ့နော်ကျွန်တော်တို့တုတ်ပါတယ်ဘက်တီဂျင်ကတော့ဒါဈေးကနေပြီးတူးပြီးတော့ကြာတော့မှားထားတာပေါ့နော်တော်တော်လေးဝင်းဖန်နေရတယ်ဘက်တီဂျင်ဝင်းနေရတယ် ကဲပဲတီချင်းလေးကိုကျွန်တော်တို့ကတော့စက်သွန်ဒီပပလီထားလေးရယ်ပြီးရင်နည်းနည်းမင်းစက်သွန်မိတ်ငယုတ်တီလေးရယ်ပြီးရင်ဒီမှာစီလေးရယ်နဲ့အတူပေါ့နော်နဲ့ပြီးတော့ကြတော့တုတ်ပေးပါမယ်ဒါကကြတော့ထမင်းထမင်းကကြတော့ဒီလိုပေါ့နော်တခါရဲ့ဒီလိုပေါင်းကြီးနဲ့တဲထားလူများစားဆိုတော့ကြတော့ ကဲအားလုံးချက်ပြီးပြီဆိုတော့ကျွန်တော်တို့ဒါကလေးတွေကြွေးဖို့အတွက်ကိုပြင်ဆင်ပါတယ်ကျွန်စင်းရဲ့အတူကျွန်စင်းရဲ့တငယ်ချင်းတွေရောအတော်တွေရောပေါ့နော်ဒီကအမတွေရောအားလုံးဝိုင်းဝန်းပြီးတော့ကြတော့ဒီလူလေးပြညာကိုကြီးပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် ကဲဒီနေ့ကျစိတ်ကဲမွေးနေ့အလူလေးရနေပြီးတော့ကြတော့အားလုံးလည်းကုသိုလ်ထပ်တူရကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ပြီးတော့ဒီချက်နီလေးလည်းဝင်ရပေးထားရဲဆိုတော့ကျွန်တော်ပြန်ချက်လူချင်းလေးတွေလည်းအစီအမီဖို့မျှော်လင့်ပါတယ်ပေါ့နော်ဒီနေ့အလူလေးရတော့ကျစစ်တာရွှေဖုံသားဓမ္မစကူးကျောင်းမှာလူရန်ပြစ်ခဲ့တာပေါ့နော်ဒီကျောင်းကကြတော့ရွှေပောက်ကံမှာရှိပါတယ်ကျစစ်လေးစာလေးလည်းထည့်ပေးထားပါမယ်ဒီနေ့ဘလော်လေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးပဲတက်တာပါခင်ဗျာ